နော်ကိုမှရှိတယ်ကိုတွင်းရန်သူတွေကိုတွင်းရန်သူဒီကိုထဲမှာအဲ့ဒီရန်သူရှိနေပြီဆိုလို့ရှိရင်ရန်သူဟာအားလုံးတည်တဲ့အတိုင်းပဲကျွန်တော်တို့ကို ကောင်းကျိုးထက်ဒါဆိုးကျိုးတွေကို ပို့ပြီးတော့ပေးมาဖြစ်ပါတယ်ဆိုးကျိုးတွေကိုပို့ပြီးတော့ဖြစ်စီมาဖြစ်ပါတယ်နော်ဒါကြောင့်ကျွန်တော်တို့ကဒီကိုတွင်းရန်သူကိုတတိထားရမယ်အဲ့တော့အခုဒီက live ကိုကြည့်နေတဲ့သူတွေ တစ်ချက်လောက်ပြောကြည့်ကြည့်ပါလားမိမိရဲ့ကိုယ်တွင်းမှာရှိသော ကိုယ်တွင်းရန်သူတွေဟာဘယ်လိုမျိုးအရာမျိုးတွေဖြစ်မလဲကိုယ်တွင်းရန်သူတွေဟာเนาะကိုယ်ထဲမှာရှိတဲ့ကိုယ်တွင်းရန်သူရန်သူဆိုတာတိတဲ့အတိုင်းပဲကိုယ်ကိုနှောက်ရှက်မဲ့သူဖျက်ဆီးမဲ့သူကိုယ်ကိုမအောင်မြင်အောင်မတိုးတက်အောင်မကြီးပွားအောင်လုပ်မဲ့သူအဲ့ဒါကိုယ်တွင်းရန်သူလို့ခေါ်တယ်ကိုယ့်ရဲ့ကိုယ်ထဲမှာမိတ်ဆွေကောင်းတွေပဲရှိရမယ်အပြင်မှာဆိုလည်းမိတ်ဆွေတွေရှိတယ်เนาะဒါက အပြင်မှာမိတ်ဆွေတွေရှိတယ်အပြင်မှာနော်ရန်သူတွေရှိတယ်ဒီလိုမျိုးပဲဒီတစ်ခါကျတော့အပြင်မှာမဟုတ်ဘူးဒီတစ်ခါကျတော့ကိုယ့်ရဲ့ကိုယ်တွင်းမှာဖြစ်တယ်ကိုယ်တွင်းရန်သူဆိုတာဘာတွေဖြစ်မလဲဒီနေ့ကိုယ်တွင်းရန်သူတွေများစွာထဲကကိုယ်တွင်းရန်သူတစ်ခုအကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်နော်ကိုယ်ရဲ့အတွင်းရန်သူပေါ့အတွင်းရန်သူတွေဟာဘာတွေလဲနော်ကိုယ်ကိုယ်တွင်းမှာရှိတော့ ကိုတွင်းရန်သူစိတ်ဟာဘလို့အရာမျိုးတွေဖြစ်မလဲကွန်မန့်လေးမှာတစ်ချက်လောက်ရေးပေးပါနော်ဘာတွေဖြစ်မလဲကိုယ့်ရဲ့ကိုတွင်းရန်သူတွေဒါလေးတွေကိုကျွန်တော်တို့တွေဒီနေ့ဆွေးနွေးမှာဖြစ်ပါတယ်ကိုတွင်းရန်သူအကြောင်းလေးဟုတ်ပြီလောဘဒေါသမန်မာနကိုတွင်းရန်သူတွေနော်စိတ်ရဲ့အတွေးတွေပြင်းတဲ့စိတ်တွေဒါမျိုးလေးတွေဖြစ်တယ်နော်မကောင်းတဲ့စိတ်တွေ အဲ့ဒါဟာကိုယ့်ရဲ့ကိုယ်တွင်းမှာရှိတဲ့ယန္တူတွေနော်မကောင်းတဲ့စိတ်ဒေါသစိတ်စိတ်တူတက်တဲ့စိတ် စသဖြင့်အများကြီးပဲရှိလိမ့်မယ်နော်အဲ့တော့ comment လေးတွေမှန်ပေးတဲ့သူတွေအားလုံးကျေးဇူးတင်ပါတယ်အဲ့လိုမျိုးများစွာတွေရှိတဲ့တဲကနော်ကိုယ်တွင်းယန္တူတဲမှာဘာမှအဲကိုယ့်အတွက်အချိုးကျေးဇူးမရှိစေတဲ့နော်ယန္တူအကြောင်းပြောပြပါမယ်အဲ့ဒါကဘာလဲဆိုတော့ဒီအမိတ်ဆွေတွေလည်းသိကြမယ်လို့ထင်ပါတယ် เนาะ mystery ya စိတ်ဆိုတဲ့အရာလေးเนาะကြားဘူးတယ်မလား mystery ya စိတ်ကိုကိုတွင်မှာ ရှိတဲ့ရန်သူတွေကတယောက်အကြောင်းဖြစ်ပါတယ်เนาะ mystery ya စိတ်အဲ့ဒါ mystery ya စသဖြင့်အားလုံးပဲကိုစီကိုစီ ကြားဘူးကြလိမ့်မယ်เนาะအဲ့တော့ mystery ya စိတ်ဆိုတာဘယ်လိုစိတ်မျိုးကိုပြောတာလဲเนาะတွန့်တူတာဝန်တူတာပေါ့เนาะကြားဘူးမယ်လေအဲ့ဒါနဲ့ mystery ya ဆိုเนาะ ကိုထက်တာရင်မနာလိုတာနောက်ပြီးတော့ဝန်တိုတာဒီလိုမျိုးဖြစ်တယ်ဆိုတော့အဲ့ဒီမှာ mystery ya 5မျိုးဆိုတဲ့အကြောင်းလေးကိုဒီနေ့ပြောပြမှာဖြစ်ပါတယ်ဒီရမိတ်ဆွေတွေလည်းသိရှိသွားအောင်ပေါ့ဒီနေ့ live လေးမှာ mystery ya 5မျိုးဟာပါတယ်လေကိုယ့်ရဲ့ mystery ဆိုတာကတော့ကိုယ်မှရှိတဲ့အရေးသွေးကောင်းနေနော်သူများစီမှာမရှိစေချင်တာလားလဲ mystery တစ်မျိုးပဲကိုယ်မှရှိတဲ့အရာသူ့ကိုမရှိစေချင်တာကိုရထားတဲ့နေရာသူ့ကိုမရစေချင်တာနော် ကိုရထားတဲ့အခြေအနေမျိုးကိုရထားတဲ့ကောင်းကျိုးလေးနော်တနည်းအားဖြင့်သူများကိုမဖြစ်စေချင်တာကောင်းကျိုးတွေမဖြစ်စေချင်တာဒီလိုစိတ်မျိုးကမထားသင့်ဘူးပေါ့ပုံမှန်တိုင်းထားရမှာဆိုတာတစ်ဖက်သားကိုကောင်းကျိုးတွေဖြစ်စေချင်တာနော်တစ်ဖက်သားရဲ့နော်ကောင်းသောအကျိုးတွေကိုလိုလားရမှာသူကကြတော့အဲ့လိုမဟုတ်သူများတွေကောင်းကျိုးရသွားမှာကိုမလိုလားဘူးကောင်းကျိုးရသွားမှာကိုမဖြစ်စေချင်ဘူးမရစေချင်ဘူး နော်ကိုမှရှိတဲ့အရေးသွေးမျိုးတွေမပိုင်ဆိုင်စေချင်တာကိုမှရှိတဲ့အောင်မြင်မှုတွေသူများတွေကိုမဖြစ်စေချင်တာအဲ့လိုဝင်တိုတက်တဲ့စိတ်မျိုးဒါဟာမစ္စရိယာစိတ်ဖြစ်ပါတယ်နော်မစ္စရိယာစိတ်ဖြစ်ပါတယ်မကောင်းသောနော်အကုသို့စိတ်ထဲမှာလဲပါဝင်ပါတယ်ဒေါသနဲ့လဲရှင်တွဲပါတယ်ပူလောင်ရတယ်ပေါ့နော်ကိုမရစေချင်တာသူရသွားရင်ပူလောင်ရတာပေါ့ကျွန်တော်တို့ယင်ထဲမှာလဲတခါတလေအဲ့ဒီကံသူကဝင်လာဝင်လာတက်တယ် เนาะကိန်းအောင်နေတယ်ရှီလက်ရှိနေတတ်တယ်သူတို့ကို ကျွန်တော်တို့ကတတိနဲ့ထားပြီးတော့စင်ကျင်ရမယ်တတိနဲ့ထားပြီးတော့ထိန်းရမယ်เนาะတွန့်တူတာဝန်တူတာเนาะကျွန်တော်တို့ဒီအရက်ထဲမှာအရက်စကားအရပြောမယ်ဆိုလို့ရှိရင်တော့ဒါနှမျောတာပေးရမှာဝန်တူတာလွန်းတွန့်တူတာပေါ့မပေးခြင်းဘူးမရသွားစေခြင်းဘူးမဖြစ်မြောက်သွားစေခြင်းဘူးเนาะမရရှိသွားစေခြင်းဘူး အဲ့လိုရရှိသွားမှာကိုစိုးရိမ်နေတယ်ပူပန်နေတယ်တကယ်လို့သူတို့ကရရှိသွားခဲ့ရင်လဲမပျော်ရွှင်နိုင်ဘူးမပျော်နိုင်ဖြစ်တယ်စိတ်ထဲမှာဒေါသတွေဖြစ်တယ်เนาะမနာလိုမှုတွေဖြစ်တယ်ဥတုမှုတွေဖြစ်တယ်ဒါမျိုးဖြစ်ပါတယ်เนาะအဲ့လိုမျိုးဖြစ်တယ်အဲ့တော့မစ္စရိယစိတ်ဆိုတာခုနပြောသလိုเนาะနှမျောတာကြီးပဲပြောတာမဟုတ်ဘူးကြီးပွားတာမကြီးပွားစေခြင်းမူအောင်မြင်စေသလိုမအောင်မြင်စေခြင်းမူဒီလိုစိတ်မျိုးဖြစ်ပါတယ် ရှိတယ်เนาะကျွန်တော်တို့နည်းနည်းလေးစဉ်းစားကြည့်ကြည့်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအဲ့ဒီလိုလူမျိုးတွေအများကြီးပဲရှိပါတယ်ကိုယ့်ရင်ထဲမှာလည်းစဉ်းစားကြည့်ကြည့်ပါတစ်ဖက်သားကိုအဲ့ဒီလူမျိုးစိတ်မျိုးလေးတွေထားပြစ်နေသလားဒါဆိုမစ္စရိယများတယ်လို့ပြောလို့ရတယ်အဲ့တော့များနေတဲ့မစ္စရိယကိုဒီနေ့သတိထားမိပြီးတော့ ဲ့လိုစိတ်မျိုးလေးဖြစ်နေအော်ဒါ mystery စိတ်မကောင်းသောစိတ်အတွင်းရန်သူစိတ်ပါလားဆိုတာလေးကိုတိသွားပြီးတော့စင်ကျင်ပြီးတော့ထိနိုင်ဖို့အတွက်ကိုရည်ရွယ်ပါတယ်ဒီနေ့ live လေးอ่ะเนาะအဲ့တော့အဲ့ဒီ mystery 5မျိုးတွေကပထမအဦးဆုံးနံပါတ်1 1တမျိုးကပါလဲဆိုလို့ရှင် အာဝါတ mystery ဆိုတာလေးရှိတယ်เนาะအရေးအာဝါတဆိုတာကြားဘူးလိမ့်မယ်เนาะအရေးအာဝါတဆိုတာဒီလိုစကားလေးကြားဘူးလိမ့်မယ်အဓိကကိုယ့်ရဲ့နေရာပေါ့နေရာထိုင်ခင်းပေါ့ကိုရထားတဲ့နေရာ ตุลาနေရင်မကြိုက်ဘူးเนาะကိုထိုင်ထားတဲ့နေရာตุลาထိုင်တာเนาะကိုရဲ့နေရာထိုင်ခြင်းကိုနေတဲ့နေရာကို तू ရောက်လာတာကိုဦးထားတဲ့နေရာကို तू ယူတာစသဖြင့်ပေါ့เนาะဒါမှမဟုတ်ရင်ဒီအိမ်မှာအရေးအဝါသားအောက်မှာလာနေတာကိုမလိုချင်တာမကြိုက်တာဒါမျိုးဖြစ်ပါတယ်เนาะကိုရဲ့အဆောက်အုံတွေကိုလာလဲသူများရဲ့အဆောက်အဦတွေကိုသွားနေတဲ့ဒါကိုမကြည့်တာမကြည့်ချင်တာမကြိုက်တာအဝါသားမစ္စရိယာဖြစ်ပါတယ်เนาะအဝါသားမစ္စရိယာဖြစ်ပါတယ် ဒါတွေကအိမ်မာတင်လည်းမဟုတ်ဘူးကျွန်တော်တွေဘတ်စကားတွေစီးကြတယ် solution လည်းဒါကိုယ့်ရဲ့နေရာလေးဟုတ်တယ်မလားအဲ့နေရာလေးနဲ့ပတ်သက်ပြီးတော့သူများနေရာဦးသွားရင်နော်ကိုက mystery စိတ်ကဖြစ်သွားပြန်ငါကနေရာမရအောင်သူကနေရာရသွားတယ်ဒါပေမဲ့သူ့ကိုနေရာမရစေချင်ဘူးကိုပဲနေရာရကြတယ်ကိုကအရင်ရအောင်ဦးမယ်အဲ့တော့အဲ့စိတ်မျိုးဖြစ်နေတာကနော်နေရာနဲ့ပတ်သက်တဲ့ mystery စိတ်အဲ့ဒီနေရာသူများကိုမရစေချင်တာဒါမျိုးဖြစ်တယ် နော်နေရာမပေးခြင်းဘူးမဖယ်ပေးခြင်းဘူးလာနေရင်လည်းမကြိုက်ဘူးဟုတ်တယ်မလားစဉ်းစားကြည့်ကြည့်ပါနော်ဒီလိုမျိုးစိတ်မျိုးဟာမစ္စရိယစိတ်ဘာမစ္စရိယစိတ်လဲဆိုလို့ရှိရင်အာဝါတမစ္စရိယစိတ်ဆိုတဲ့မိမိရဲ့အရေးမှလာခိုးလုံတာအခုမခိုးလုံစေခြင်းဘူးနော်အိမ်မှာလာတာကိုမကြိုက်ဘူးအိမ်ပေါ်တက်နေတာကို မကြိုက်ဘူးတချို့တွေရှိကြတယ်လေနော်ကိုယ့်ရဲ့အာညီကောင်မောင်နှမဆွေမျိုးသားချင်းတချို့ဆိုလို့ရှိရင်လေ ကိုယ့်ရဲ့မိဘကိုယ်တော်မှအဲ့လိုမစ္စရိယာစိတ်မျိုးရှိတဲ့သူတွေเนาะဝမ်းနည်းစရာတွေ့ရှိရတာတွေအများကြီးပဲရှိတယ်เนาะကိုမိဘအိမ်မှာလာနေတာမကြိုက်ဘူးဒီလိုမျိုးတွေရှိတယ်နော်ကိုတငယ်ချင်းအိမ်မှာလာနေတာမကြိုက်ဘူးနေရာနဲ့ပတ်သက်တဲ့ window နဲ့ mystery ဖြစ်တယ်ဒါနံပါတ်1ဖြစ်ပါတယ်နော်နံပါတ်2ကဘာလဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ကုလာ mystery လို့ခေါ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ ကိုနဲ့ပေါင်းတင်တဲ့ကိုနဲ့ခင်မင်တဲ့ကိုရဲ့မိတ်ဆွေတငယ်ချင်းအဲ့ဒီပုံကူတရားကိုသူများကလာပြီးတော့သူများနဲ့ခင်နေတာမျိုးသူများနဲ့မိတ်ဆွေဖြစ်နေတာမျိုးကိုမကြိုက်ဘူးကိုနဲ့ပဲမိတ်ဆွေဖြစ်စေချင်တယ်သူများနဲ့မိတ်ဆွေမဖြစ်စေချင်ဘူးဟုတ်ပြီနော်သူများနဲ့ခင်သွားမှာကိုမကြိုက်ဘူးသူများနဲ့သွားပေါင်းတင်ဆက်ဆံမှာကိုမကြိုက်ဘူးကိုနဲ့ပဲကြိုက်ချင်တယ်ဒါကကြောင်းပါလေဒီလိုမျိုးပဲနော်ကိုနဲ့တဲ့တဲ့သူကိုနဲ့မတဲ့တဲ့သူရှိမယ် အဲ့တော့ကိုယ်တငယ်ချင်းကကိုနဲ့မတည့်တဲ့သူနဲ့သွားပြီးတော့ပေါင်းနေပြီးစကားသွားပြောနေပြီးဆိုရင်ကိုကစိတ်ထဲမှာဒေါသအဖြစ်မယ်။သူ့ကိုမပေါင်းစီခြင်းဘူး။နော်။သူ့ကိုမရသွားစီခြင်းဘူး။အဲ့တော့ပုံကိုတယောက်နဲ့ပတ်သက်ပြီးတော့နော်။အတိမိတ်ဆွေပဲဖြစ်ဖြစ်တငယ်ချင်းပဲဖြစ်ဖြစ်အဲချစ်သူခင်သူပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်နော်။ဟိုမှာဆရာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့တပည့်နဲ့ပတ်သက်တာပဲဖြစ်ကိုတပည့်ရတခြားဆရာတွေစီမှာသွားပြီးတော့နော်ခင်မင်ပေါင်းတင်ဆက်ဆံ ပြောဆိုနေရဆိုကြည်လို့မရဘူးမကြိုက်ဘူးအဲ့ဒီလိုမျိုးတွေကိုမိတ်ဆွေကိုသူ့မိတ်ဆွေလာလို့မှာလက်မခံခြင်းဘူးဒါငါမိတ်ဆွေဒါငါတငယ်ချင်းငါနဲ့ပဲခင်ရမယ်ငါနဲ့ပဲပေါင်းသင်ရမယ်ငါနဲ့ပဲစကားပြောရမယ်ငါနဲ့ပဲဆက်ဆံရမယ်တခြားသူတွေနဲ့ပေါင်းသင်ဆက်ဆံမှုမလုပ်စေခြင်းဘူးဆိုတော့ဝင်တိုးတဲ့စိတ်เนาะတွန့်တိုးတဲ့စိတ်မစ္စရိယစိတ်ဖြစ်ပါတယ်အဲ့ဒါဆိုရင်နှမျိုးရှိသွားပြီတမျိုးကနေရာထိုင်ခြင်းနဲ့ပတ်သက်တာအဲ့ဒီမှာဝန်တိုတာ နောက်ထပ်တစ်မျိုးကကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေကိုခင်တဲ့လူတွေနဲ့ပတ်သက်ပြီးတော့သူများတွေကိုမိတ်ဆွေမဖွဲ့စေချင်တာမရစေချင်တာမပေါင်းတင်းစေချင်တာဖြစ်ပါတယ်နော်အဓိကအမစ္စရိယဆိုတဲ့စိတ်ကတော့အဲ့ဒါပဲနော်တစ်ဖက်သားကိုကိုရထားတဲ့အခြေအနေမျိုးတွေသူများကိုမရစေချင်တာမျိုးဟုတ်ပြီနော်နောက်တစ်ခုကတော့လာဘမစ္စရိယလို့ခေါ်တယ်လာဘမစ္စရိယဆိုတာလက်လာဘမျိုးပေါ့ကိုရတဲ့နော်စီးစိမ်ဥစ္စာ ကိုရတဲ့ပစ္စည်းကိုရတဲ့လက်လာဘเนาะကိုရတဲ့လက်ဆောင်ပနာခြားသဖြင့်ဓာတ်တွေကိုသူများကိုမရစေခြင်းမူကိုပဲရခြင်း ਨੇ သူများရရင်ကြည့်ကြည့်မရဘူးเนาะဒါမှမဟုတ်လေသူများရရင် စိတ်ထဲမှာအဆင်မပြေဘူးသူများအဲ့ဒီပစ္စည်းရသွားတာသူများအဲ့ဒီအရာကိုပိုင်ဆိုင်သွားတာမပိုင်ဆိုင်စေခြင်းမူလာဘမစ္စရိယကိုဝင်နေတဲ့ဝင်ငွေမျိုးသူများကိုမရစေခြင်းနာကိုရထားတဲ့လက်ဆောင်သူများကိုမရစေခြင်းနာ ကိုပဲလိုချင်တယ်ကိုပဲရှိချင်တယ်ဒီလိုပစ္စည်းဒီလိုစည်းစိမ်ဥစ္စာဒီလိုလက်လာပါမျိုးကိုသာလင်ရရှိပိုင်ဆိုင်ထားချင်တယ်ဆိုတော့မစ္စရိယရှိတယ်နော်ဒါကပါလေလာပမစ္စရိယဟုတ်ပြီနော်မိမိရရှိထားသောလက်လာပမျိုးသူများကိုမရစေချင်တာနော်သူများကိုအစင်မပြေးစေချင်တာပေါ့အဲ့လိုစိတ်မျိုးဖြစ်ပါတယ်၃မျိုးရှိသွားပြီနော်မစ္စရိယ၃မျိုးရှိသွားပြီဒါလေးတွေဒီနေ့စင်ကြင်မိသွားရင်ပဲ ဒီနေ့အတွက်ကအင်မတန်မှတန်ဖိုးရှိပါတယ်နော်နောက်တစ်ခုနံပါတ်၄ကဘာလဲဆိုလို့ရှင်တော့ဝန်နမစ်ဆရီယာတဲ့နော်ဝန်နမစ်ဆရီယာဆိုကိုယ့်ရဲ့အောင်မြင်ကြော်ကြားမှုနဲ့ပတ်သက်ပြီးတော့ကိုယ်ပဲအောင်မြင်ခြင်းနဲ့ကိုယ်ပဲကြော်ကြားခြင်းနဲ့သူများတွေအောင်မြင်နေတာတွေသူများတွေကြော်ကြားနေတာတွေသူများလူတိများနေတာတွေသူများတွေထူးချွန်ပျော်ရွှင်အောင်မြင်နော်အဲ့လိုမျိုးတွေဖြစ်နေတာမျိုးတွေကိုမလိုချင်ဘူးကိုယ်ပဲပေါ်ပူလာဖြစ်ခြင်းနဲ့ ူများပေါ်ပြလာဖြစ်တာမျိုးမကြည့်ချင်ဘူးเนาะကြည့်လို့မရဘူးပေါ့เนาะအောင်မြင်နေကြည့်လို့မရဘူးဒီလိုစိတ်မျိုးပေါ့เนาะအဲကြည့်လို့မရတာတပူဆိုတာမအောင်မြင်စေချင်ဘူးကိုပဲကြော်ကြားချင်တယ်ကိုရထားသောအောင်မြင်မှုမျိုးသူများရသွားမှာကို မလိုလားဘူးအဲ့လိုမျိုးစိတ်မျိုးဖြစ်ပါတယ်ဒါကနံပါတ်၄ mystery ဖြစ်ပါတယ်เนาะဝန္နာ mystery နံပါတ်၅ mystery ကြတော့ဓမ္မ mystery ဖြစ်ပါတယ်ဓမ္မ mystery ဓမ္မမစ္စရိယကကိုတိတော်တရားအတိဉဏ်နော်ကိုတိထားတဲ့တရားကို သူများကိုမတိစေချင်တာကိုတိတဲ့ဘဟုတုတသူများကိုမတိစေချင်တာဆိုလိုချင်တာကိုပဲတိချင်တယ်ကိုပဲဒီပညာကိုတက်ချင်တယ်သူများကိုအဲ့ဒီပညာမတိစေချင်ဘူးအဲ့တော့အဲ့ဒီမှာလဲလူတွေကတွန့်တူကြတယ်ဝန်တူကြတယ်နော်မစ္စရိယစိတ်တွေပွားကြတယ်သူတယောက်တည်းပဲဆရာကြီးလောက်ချင်တာ နော်သူတယောက်ပဲတည်တယ်သူတယောက်ပဲတက်တယ်သူပဲတော်တယ်သူ့အပြင်တခြားသူတွေနော်မတည်ဘူးလို့သူကခံယူထားပြီးတော့တခြားသူတွေအဲ့ဒီအကြောင်းကိုတိလာမှာကိုလည်းသူမလိုလားဘူးဘာဖြစ်လို့လဲသူပဲတက်ချင်တယ်သူပဲတည်ချင်တယ်ဒါမှသူကဆရာကြီးလုပ်လို့ရမယ်အဲ့လိုစိတ်မျိုးတွေရှိတဲ့သူတွေလည်းအများကြီးပဲကျွန်တော်တို့တွေ့ရတယ်နော်သူသားလင်းတလောကလုံးရဲ့ဆရာကြီးသူသားလင်းတနိုင်ငံလုံးမှာသူပဲအကုန်လုံးတည်တယ် အဲကြံတဲ့သူတွေသူ့လိုတိလာမှာမျိုးတက်လာမှာမျိုးတော်လာမှာမျိုးသဘောပေါက်နားလည်လာမှာမျိုးကိုမလိုချင်တဲ့စိတ်အဲလိုစိတ်မျိုးကလည်းဓမ္မမစ္စရိယလို့ခေါ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အနှစ်ချုပ်ကြည့်လိုက်တဲ့အခါမှာမစ္စရိယအားလုံး၅မျိုးဖြစ်ပါတယ်၅မျိုးเนาะမှတ်မိမယ်เนาะနံပါတ်၁ကပါလေအာဝါတမစ္စရိယနေရာထိုင်ခြင်းနဲ့ပတ်သက်ပြီးတော့တွန့်တိုတာမရစေချင်တာ ဒါမျိုးဖြစ်ပါတယ်နံပါတ်2ကကုလမစ္စရိယာကိုနဲ့ပေါင်းတဲ့เนาะတကယ်ချင်းမိတ်ဆွေတွေကိုသူများနဲ့မပေါင်းစီချင်တာတွန့်တိုတာเนาะသူများတော့မပေါင်းနဲ့မကြိုက်ဘူးသူတို့တွေပေါင်းအပေါင်းအသင်းလုံနေကြပြီခင်ခင်မင်မင်သွာလာနေကြပြီဆိုရင်ကြည့်လို့မရဘူးမဖြစ်စေချင်ဘူးအဲ့လိုစိတ်မျိုးနံပါတ်3ကလာဘမစ္စရိယကိုရထားတဲ့လက်လာပါတွေသူများကိုမရစေချင်တာနံပါတ်4ကဝဏမစ္စရိယကြော်ကြားအောင်မြင်မှုနဲ့ပတ်သက်ပြီးတော့ သူများကိုမအောင်မြင်မကြော်ကြားစေချင်တာဓမ္မမစ္စရိယကိုတိတဲ့အတိတွေသူများကိုမတိစေချင်တာမမျှဝေပေးခြင်းမူမတိစေခြင်းမူကိုပဲတိချင်တဲ့ဒီအကြောင်းအရာတွေဆိုတော့အဲ့အရာတွေကိုကျွန်တော်တို့ကယဉ်ထဲမှာဖယ်ရှားဖို့လိုအပ်ပါတယ်ဒီလိုစိတ်မျိုးတွေရှိနေပြီဆိုလို့ရှိရင်ကိုကသာဖြစ်နေတာတစ်ဖက်သူကတိချင်မှတိမှာနော်စိတ်တွေကပူလောင်ရတယ်နော်အိတ်တာမစ္စရိယအိတ်တာဆိုလဲကိုထက်တာရင်မနာလို့လား မင်းစရိယာကြတော့မဖြစ်သွားစေချင်တာမရသွားစေချင်တာကိုယ်မှာရှိသောအရာမျိုးသူများကိုမရှိစေချင်တာအဲ့တော့အဲ့လိုမျိုး mindset မျိုးအဲ့ဒီလိုမျိုး attitude မျိုးအဲ့လိုမျိုးစိတ်စေတနာမျိုးဟာကိုယ်တွင်းရန်သူထဲမှာပါဝင်ပါတယ်နော်အဲ့တော့ကိုယ်တွင်းရန်သူကိုယ်မှာရှိနေပြီဆိုရင်တတိထားရမယ်မကြာခဏကျွန်တော်တို့ရဲ့စိတ်ထဲမှာအဲ့လိုစိတ်မျိုးဝင်ရောက်လာပြီတိမ်အောင်လာပြီဆိုလို့ရှိရင် အထူးတတိထားပြီးတော့ ဖယ်ရှားရမယ်ဒီလိုစိတ်မျိုးဟာမရှိသင့်ဘူးဒီလိုစိတ်မျိုးဟာမထားသင့်ဘူးเนาะသူနဲ့ပတ်သက်ပြီးတော့စန့်ကျင်ဘက်တွေကျွန်တော်တို့ဆောင်ရွက်တတ်ဖို့လိုအပ်ပါတယ်เนาะစန့်ကျင်ဘက်တွေဆောင်ရွက်တယ်ဆိုတာเนาะဘာကိုပြောတာလဲဆိုလို့ရှိရင်နေရာထိုင်ခြင်းနဲ့ပတ်သက်ပြီးတော့ကိုကလှူဒန်းတယ်ပေးကမ်းတယ်နေရာပေးတယ်ဆိုတဲ့စိတ်မျိုးနေရာယူရင်လည်းကိုကကျင်တ်တယ်ဝမ်းသာနိုင်တယ်မကြင်မနဲ့မဖြစ်ဘူးအဲ့ဒီလိုမျိုး တကယ်ချင်းမိတ်ဆွေတွေပေါင်းလဲဘာဖြစ်လဲပို့ပြီးတော့ပေါင်းပါစီပေါ့လူချစ်လူခင်ပို့တော့မှများရင်ပို့ကောင်းသေးတယ်အားပေးတယ်ဒီတကယ်ချင်းမိတ်ဆွေကိုကိုအပိုင်သိမ်းထားလို့လည်းမရအောင်အပိုင်ယူထားလို့လည်းမရအောင်ပေါင်းလို့သိမ်းလို့ရလက်လာပါလဲဒီတိုင်းပဲပေါ့ကိုရတယ်လို့သူများတွေကိုပါရရှိစေတဲ့စေတနာမျိုးရှိမှကိုကလည်းလက်လာပါရှင်လန်းလာမှာဟုတ်ပြီနော်သူများတွေကိုတော့မရစေချင်ဘူးကိုကြီးပဲရကျင်တယ်ဆိုတော့အဲ့ဒီအဲမစ္စရိယာစိတ်ကြီးနေဆိုလို့ရှိရင်ပျော်ရွှင်ရမှာမဟုတ်ဘူးကျွန်တော်တို့တွေ ဲ့ဒီလိုမျိုးဖြစ်ပါတယ်နော်အတိပညာဆိုတာလည်းဒီတိုင်းပဲနော်လက်လာပါဆိုတာလည်းဒီတိုင်းပဲအောင်မြင်ကြော်ကြားမှုဆိုတာလည်းဒီတိုင်းပဲလူတိုင်းဟာသူ့ရဲ့စူးစမ်းအားထုတ်မှုနဲ့သူအောင်မြင်မှုတွေရှိကြလိမ့်မယ်တိုးတက်ကြော်ကြားမှုတွေရှိကြလိမ့်မယ်အဲ့ခါကျရင်ကျွန်တော်တို့ကဝမ်းမြောက်ပေးရမယ်ဂုဏ်ယူပေးရမယ်မုဒိတာ ပွားပေးနိုင်ရမယ်မြင့်မြတ်သောစိတ်ကလေးတွေကိုထားပေးနိုင်ရမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ရတဲ့အချိန်တို့အတော်အတွင်းလေးမှာဒီမစ္စရိယ၅မျိုးကို တတိထားဆင်ကျင်ပြီးတော့ထိမ့်သိမ်းစောင့်ရှောက်ဖို့လိုအပ်ပါတယ်နော်ကိုမရှိတဲ့အဲ့ဒီမျိုးအတွင်းရန်သူတွေရှိတာကိုသိပြီးဆိုလို့ရှင်ရန်သူကိုဖယ်ရှားရေးရန်သူကိုတုတ်တင်ရေးရန်သူတွေမကိန်းအောင်အောင်ကိုယ့်ရဲ့ရင်ထဲမှာမရှိနေအောင်မောင်းထုတ်ဖို့အရေးဟာအားလုံးသောလူတွေရဲ့နော်ဗုဒ္ဓဘာသာဝင်တွေအားလုံးရဲ့အဓိကတာဝန်တစ်ရပ်ဖြစ်ပါတယ်နော်ကျွန်တော်တို့ကအဓိကအကုသိုလ်စိတ်တွေကိုမောင်းထုတ်နိုင်ရမယ် ုသိုလ်စိတ်တွေကိုမွေးမြူနိုင်ရမယ်เนาะမကြာခဏကျွန်တော်တို့ရဲ့ရင်ထဲကိုအကုသိုလ်စိတ်တွေအများအားဖြင့်ဝင်ရောက်ကိန်းအောင်ပြီးတော့เนาะပေါ်တင်ဝင်လာကတစ်မျိုးခိုးပြီးတော့ဝင်လာတစ်မျိုးရင်ထဲမှာကုသိုလ်ကုသိုလ်ထက်အကုသိုလ်တွေပိုပြီးတော့များနေတာဒါကိုကျွန်တော်တို့ကသိရမယ်ဘသူငါရဲ့ရင်ထဲကိုเนาะကောင်းတဲ့လူတွေဝင်နေတာလားကောင်းတဲ့အရာတွေဝင်နေတာလားအကုသိုလ်တွေဝင်နေတာလားမကောင်းတဲ့เนาะအကုသိုလ်တွေဝင်နေရလားကောင်းတဲ့ကုသိုလ်တွေဝင်နေရလား ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ရင်ထဲကိုပြန်ပြီးတော့စစ်ဆေးနေရတယ်။အဝင်အထွက်ကိုအမြဲတမ်းစစ်ဆေးနေရတယ်။အကုသိုလ်တွေဝင်လာပြီးဆိုသတိထားမယ်။ပူလောင်တော့မယ်နော်။ဒုက္ခရောက်တော့မယ်ကိုယ့်ရဲ့စိတ်ထဲမှာနော်အကုသိုလ်တွေပို့ပြီးတော့ဖြစ်ရတော့မယ်စိတ်ဆင်းရဲရတော့မယ်။ဒါကြောင့်ကျွန်တော်တို့အမြဲတမ်းစောင့်ကြည့်ရကုသိုလ်တွေဝင်လာတာရှိသလိုအကုသိုလ်တွေဝင်လာတာရှိတယ်ကျွန်တော်တို့ဘာလို့ဝင်လဲတေချာစစ်ဆေးပြီးတော့ရင်ထဲကိုမကောင်းသောအကုသိုလ်တွေเนาะပူပန်သောကတွေမဝင်အောင်စောင့်ကြည့်ပြီးတော့ အတူတတိထားအဲ့တော့တတိဆိုတဲ့လုံခြုံရေးနဲ့စကြူရတီပေါ့နော်စောင့်ကြည့်ရမယ်မလိုတဲ့အရာတွေမဝင်မဝင်အောင်အကုသို့စိတ်တွေစ조사ပြီးမဝင်အောင်တကယ်လို့ဝင်ခဲ့ရင်လဲတတိဆိုတဲ့အဲ့ဒီလုံခြုံရေးစကြူရတီကဒီယင်ဆိုတဲ့ကိုယ့်ရဲ့ယင်ဘတ်ဆိုတဲ့အစာအုပ်တွေကနေသူ့ကို조사ပြီးဆွဲထုတ်နိုင်ရမယ်ရန်သူတွေပေါ့လေနော်အဲ့ဒီလိုမျိုးလောက်မှသာလင်ကျွန်တော်တို့ကပုံမိုးစိတ်ချမ်းသာပြီးတော့တိုးတက်အောင်မြင်တဲ့ ုန်းတော်ဘာသာဝင်လူငယ်မောင်မယ်တွေဖြစ်မှာဖြစ်ပါတယ်လို့ဒီနေ့အာ live လေးမှာကျွန်တော်အနေနဲ့မျှဝေပေးလိုပါတယ်ဟုတ်ပြီเนาะဒီနေ့တော့အဲ့ဒီ၅မျိုးကိုပဲအဓိကမျှဝေပေးခြင်းပါတယ်အဲ့တော့အရှိတ်ဘက်မှာလည်းကျွန်တော် live အာ online training ပြုလုပ်ထားတာက၄နာရီနီးပါးလောက်ရှိပြီဆိုတော့ဒီနေ့တော့နိုင်ဝက်လောက်နေပဲမျှဝေပြရစေလို့ပြောရင်းနဲ့ဒီနေ့ live လေးကိုအဆုံးသတ်ညီကုန်းချုပ်ပါတယ်เนาะ နောက်တစ်ပတ်ဂျာတာပရိနေမှာဒီ group ထဲမှာပြန်ပြီးတော့တွေ့ဆုံပါမယ်။နေ့စဉ်လည်းဒီ group ထဲမှာဓမ္မရောင်ကြီးဓမ္မဒါနာ foundation ရဲ့ဤပြဆရာဆရာမတွေကเนาะဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ခန်းစာတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပုံမှန်မျှဝေပို့ဆောင်ပေးနေလေးရှိပါတယ်။ဒါကြောင့်ဒီ group ထဲကိုလည်းဝင်ရောက်ပြီးတော့ကြည့်ရှုပြီးတော့ဘာသာရေးဆိုင်ရာအသိပညာနဲ့စိတ်ဓာတ်နှလုံးသားယဉ်ကျေးမှုတွေတိုးပွားကြပါစေ။မင်္ဂလာတရားတွေတိုးပွားကြပါစေလို့တိုက်တွန်းလိုပါတယ်เนาะ။ ကျေးဇူးတင်ပါတယ်အားလုံးပဲ။